ေတိုင်းစုံစည်းဖို့ကတော့ခက်ခဲသွားပြီဆိုတော့ပေါ်ပါသွားတဲ့ဒီလေးလံခြင်းတွေလည်းဒီနေ့ခန္ဓာလေးမှာအလုံးတွန်တွဲနေတယ်လို့ထင်ပါတယ်အခန္ဓာမှာအာပြီးလို့ရှိရင်တော့ကပေါ်ပါလောက်တော့မရသေးဘူးအဲဒီချက်တွေကလည်းပြောထားတယ်ကလေးလေးရေပေါ့နော်အញ្ញံဆုံးဘယ်လိုရဲ့စာရင်းကြီးကိုပြင်ပြအောင်မယ်ဝဲယူကိုကြံနေလေးရေဆိုတော့အားလုံးပန်းနိုင်ကိုအတူတူရအောင်ပေါ်လိုက်တယ်ပြောလဲပြောလဲပါလေအားလုံးကြည့်သွားကြမယ်နော်ကဲပါဟုတ်ကဲ့ပါကဲကျွန်မကိုဟိုးစရောက်လာပါပြီကိုဖြိုးဝင်ပါကိုဟိုးစနစ်တက်ကိုဖိတ်ခေါ်ပ ါရှင်။အားလုံးရှင်ဂုံရေးကြော်ပါ။ဆက်စပ်မောင်များအားလုံးဝင်ပါပါရှင်။ကဲစကားအများကြီးပြောပြီးသွားပြီ။ဆိုတော့ agenda လေးမိတ်ဆက်ပေးမလားပြခုံပေးမလား။ဟုတ်ကဲ့ပါ။ကျွန်တော်ဒီနေ့အခမ်းအနားလေးဆိုလို့ရှိရင်ထားလိုက်ပါရမယ်။အဲ့ဒါဆိုတော့ဒီမှာပြမတာလေးမှာဒီနေ့ကိုတက်ရောက်ချင်းပြပါတော့ ပါမောက္ခချုပ်ဆီယမကြီးဒုတိယပါမောက္ခချုပ်ဆီယကြီးဆီယမကြီးများဌာနမုပါမောက္ခများနောက်ဆီယဆီယမများနဲ့ဆက်ရောက်လာတဲ့အကြောင်းအကြောင်းအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ရင်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်လို့ပါတယ်။အဲ့ဒါကျွန်တော်တို့နောက်ပထမအကောင်နေနေတော့ဒီ၁၈ပါလာပေါ့နော်။ဒီ social innovation project တွေပါအောင်၁၈ပါလာ ပြီးမြောက်သွားလို့เนาะကျောင်းသူကျောင်းသားအကုန်လုံးကို congratulation လို့အင်ဆုံးပြောချင်ပါတယ်เนาะဒါမဲ့ခုနကတော့ဘာလို့ခတ်ချက်စီရင်မှာပြောသွားတယ်လို့ DMSCS ဆိုင်ရဲ့ထူးခြားချက်ကဒီ social innovation project ကလည်းဆက်လက်ဆောင်ရွက်မှာဖြစ်တယ်เนาะဒီ6လအတွင်းမှာရပ်သွားမှာမဟုတ်เนาะနောက်တစ်ခုကတီးစစ်ကတွေ့ရမှာနောက်ဆုံးเนาะစာအုပ်ထုတ်ထည့်နေပါတယ်ရှင်းထားပြီးတော့เนาะ အခု goals competition ဆက်ရှိမှာတော့ပြီးတော့ congratulation ပြောရသလိုပဲเนาะ graduation တင်တာမှာเนาะအားလုံးကိုရကြပြီးတော့ဒုတိယအချိန် congratulation လို့ပြောချင်အောင်ပါခါကျုပ်စီအမကြီးညွန်ကြားလို့ပြပုတ်ဒီပွဲသူ output ဆိုတဲ့အတိုင်းပေါ့เนาะပြီးမြအောင်ရေးပေးကြပါလို့ပြောချင်နေတယ်เนาะဆုံးသပါရှင် โอเคပါလို့ကိုစီတို့လည်းအားလုံး graduation တင်တာပါပြန်လဲစုံပြီးကြအောင်တချေဟုတ်ကဲ့ပါဆက်လက်ပြီးတော့ဘန်လီအဝေးသင်တက်တော်စီဝါရေးမြညာဌာနကမ္ဘာကဌာနမှတောင်ကြမြင့်မြင့်ကြီးမှအမတ်ရကပြောကြမယ့်အစီအစဉ်ဖြစ်ပါတယ်ဒီချက်မြင့်စနေနေ့တော့ retreat ဆောင်ပြခေါ်ရရရှင် ရာဖြစ်မှာပေါ့ဒါပြောဖို့အကြောင်းပြပါစေလို့တခုနှစ်ပါး CSV creating shared value ဆိုတဲ့အစားရတဲ့အတွက်ဒါတော့ဟိုအနှစ်လေးပဲပြောရလို့ရှိရင် value ဆိုတာကကိုလိုချင်မှအဲ့ဒီအရာက value ဖြစ်တယ်အဲ့တော့သူတို့က society ကလိုချင်နေတဲ့ value ဆိုတာရှိတယ် အဲ့ဒီ value ဆိုတာကိုကိုယ်ကလည်းလို့ထင်တယ်ဒီဘွဲကို brand ကိုမေးလိုက်ရင်ကိုကိုရာနောက်ထစ်ထစ်ပေါ်မှာဖြေးနေတဲ့ brand ယူရောကဆွဲဆွဲနန်းနန်းယူယူမူမူဝယ်ခဲ့တဲ့ brand ဆိုရင်အတော့မှအတန်ထွက်လဲမမှောင်ဘယ်တော့မှဆလုံးပေါင်းလဲမမှောင်ဘယ်တော့မှတောင်းရမရောက်ရောက်လဲမဖြစ်ဘူးဘာလို့လဲကိုရောကျတော့တကယ်ယူသွတ်တဲ့ brand မှာကိုယ့်ရဲ့ brand ကိုတတ်မှတ်တာဖြစ်တဲ့အတွက်ဘယ်တော့မှမမှောင် တာလာကြည့်ရန်ကုန်စီးပွားရေးတက်ကိုစီမံခန့်ခွဲပြင်သာဌာနဆိုဘလိုမျိုးဘာဘွဲ့ဘယ်လိုပေးခဲ့ဒီဘွဲ့တွေနဲ့ရပြီးပြီးခဲ့တဲ့လူကဘလိုဆိုတာစောင့်ကြည့်နေပါလေစောင့်ကြည့်နေရဆိုတာအတင်းပြောကိုစောင့်ကြည့်အောင်ဖြစ်နေတယ်လောကပုံဝန်းကျင်ဆိုတာဒီလိုပဲကြည့်ပါမယ်အကြည့်ကိုလည်းခံနိုင်ရမယ်ကိုကိုယ်တိုင်လည်းအကြောင်းတောက်အောင်ဆက်လက်ပြီးတော့လုံဆောင်ပေးဖို့လိုအပ်တယ်လို့ ဒါက၃ချက်ပေါ့နော်ဒီ၃ချက်ကိုပဲအမှားစကားလို့ပြောရတဲ့ဒီ၃ခုကိုမှားပါတယ်နော် grammatical you must create shared value for you and for society the first one ပြောတာဒီဘွဲကိုတက်တာထားပဲဒါပဲနော်ဆိုတော့ဒုတိယတစ်ခုအနေနဲ့ကတော့ကိုเจ้าကိုနဲ့အတူလုံးလို့ရသူများဇောရင်ဖြစ်ကြပါစေနဲ့ဖြစ်အောင်ဖန်တီးကြပါနဲ့ကို့ရဲ့ချင်းပြည့်အောင် ကြိုးစားပြီးတော့စနစ်တကျ smart you must be smart ဒီဟာကိုအေးအောင်လုပ်ပါတတိယတစ်ခုကတော့ branding ပဲနော်အဲ့တော့ MSESI ရဲ့ brand ယူရိုလက်ထက်မှာရှိပါတယ်တစ်ချက်အနေနဲ့တော့ဒါဝေးရပဲကြည့်နေတယ်ဆိုတော့အနေထားပဲရှိကြည့်တာမကြည့်ပါဘူးဒါမှန်တိုင်းပြောရင်တော့ဘာလို့လဲဆိုတော့ယူရိုလည်းအတူတူပဲဒါနောက်ဆုံးပြောချင်တာကကိုယ်ကကြောင်းတက်တဲ့အချိန်မှာ ိုစွမ်းရင်ကိုတာဝန်ကျေခဲ့တယ်။ရှောက်ခဲ့တဲ့လမ်းမှာရေချင်းပြေဝါဆိုဆောင်ရက်ဖြတ်တန်းခဲ့ရင်ဖြတ်ရတဲ့အချိန်မှာလက်ကြည့်ရကြောင်းရှိ။နှမိုးဆိုရင်ကြောင်းလို့ရတော့မမှန်ဘူး။ကြောင်းလည်းမမှန်ဘူး။ဘာမှမမှန်ဘူး။ပြီးသွားမှလာလိုက်ရတဲ့ကြောင်းရိုင်းလိုက်ရတဲ့ဓပုတ်လာလိုက်ရတာမလေးလွမ်းမ နော်လွမ်းပါလွမ်းရအောင်ဒါပေမဲ့ဆက်တဲ့လမ်းဒီဝန်းကျင်ကိုဖြတ်တိုင်းငါဘလို့တက်ခဲ့ငါဘလို့လုတ်ခဲ့ငါ thesis ကဘလို့ library ထဲမှာဘလို့အဲ့လိုပဲဖြစ်အောင်ဆောင်ရွက်ကြပါလို့ပြောရင်းနဲ့ညီကုန်းထုတ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်အမေကစားနေတယ်ပြပါခုကောင်းရပါလေဒီကောင်းကောင်းရှိရလေဒီဘောက်ကလေ ဒီချေတို့တကယ်ပြီးွားရဲ့လား18ပါအမတ်တရားတာပါ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 ပြောရတဲ့ဆရာမကြီးရုံနဲ့ပါပါတယ်။လို့လေအနေနဲ့လူရဲ့တိုင်တဲ့ထိုင်တိုင်းမှာပြောရလို့ဆိုတော့အဲ့တော့ဒီလူကဒီလူတော့ထဲပဲလိုရတာ။ခုတို့ကအများကြီးဖက်ရတာ။ အဲ့ကိုရောမမြင်ကြသေးတာပဲတို့ဘာလို့မမြင်တာလဲဘာလို့မတွေ့တာလဲဆိုအညွဲပြောဆိုညီညွနေကြစကားပဲအဲ့တော့အခုဒီချိန်ကနေစပြီးတော့အဲ့ဒီစကားကိုမပြောရတော့ဘူးလို့ဖြစ်ပါတယ်ဟုတ်တယ်နော်အဲ့တန်းကြောင်းမလပ်ပေးနိုင်ရောက်လားဟုတ်ပါဘူး။ဟာမင်းနော်။ဘာဖြစ်လဲဆိုတော့ခုနပြောသလိုပေါ့ သွားပြီးသူကအများကြီးကြည့်ရတဲ့အချိန်မှာလူဆိုတော့ဘာလဲလဲပြောစိတ်ကဟိုဖြစ်လာတာပြီနော်အဲ့ဒါကြောင့်မို့လို့တတိကျကျလုပ်ပြီးပါသူ့ဆောင်ကိုဒါတတိယတစ်ချက်တတိယတစ်ချက်ကဘလို့လဲအစ်စကားပြောဖို့ လုပ်ခဲ့တယ်။နော်အတန်းချိန်မှာကိုဘလို့တက်ခဲ့တယ်။ low participation လုပ်ခဲ့တယ်။ဟုတ်တယ်နော်ကိုဘလို့ဖြေခဲ့ဖြေဖို့အတွက်ဘာကိစ္စမရှိပါဘူးဆောင်းဝဲပဲဆောင်းတင်ပြီး open ကိုဘလို့ဆောင်းတင်နဲ့နှံလို့ပဲတော့ဖြေလိုက်တော့မင်းဆိုတဲ့ဟာမျိုးဘယ်သူတွေမရောက်လုပ်ခဲ့။ကိုကူကိုတိဆိုပဲသူများပြောဆံတာ။ဒါကြောင့်ဒီဘွဲ့ဟာဘဒူတံမောထားခံထားတာပုံတံမောထားအပေါ်တံမောထားလို့ဆိုတာကိုကိုယ်တိုင်လုံးဝမဖြစ်ဘူး။အဲ့တော့အဲ့လိုမျိုးဖြစ်အောင် စူးစမ်းပေးကြပါလို့ပြောရင်းနဲ့ဒီသုံးချက်ကိုပြောခဲ့ပါတယ်အာလုံးဒီဆက်ကိုလည်းနော်အောင်မြင်မြင်နဲ့ပေါ့ပေါ့မြမြောင်နဲ့အောင်မြင်ပြီးတော့ graduation dinner မှာအလုံးပြပြစီအမေတကယ်ဒီနေ့က staycation ဆိုပြီးတော့မိသားစုအတွက်ဟိုတယ်ကမိတော့ဒီလက်တိလိုက်ရအောင်ချက်ချင်း မန်လေးနဲ့နေကြမှာဟဲ့ပွဲရှိတယ်ဆိုတော့ကိုယ်အာတာဝန်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစအနေပြီးတော့ပေါ့နော် MSCI အာ first quarter နေစပြီးဝင်ခဲ့ပြီးတော့နောက်ဆုံး quarter ထိလည်းအဆုံးသတ်ပြီးတော့ပါဝင်ခဲ့တဲ့ဆရာမတယောက်အနေနဲ့လူချက်ချမိသားစုကိုဖြစ်ပြီးတော့တက်ပြီးပါတယ်နော်ဒါကတော့ပထမဆုံးကိုယ့်ရဲ့ဟိုပေါ့နော် သိလိုက်ရတာလည်းအရင်ကပ်နေတာပေါ့နော်ဒါပေမဲ့လည်းအာဆရာမကြီးတွေရဲ့အချိန်ဟာပုံမိတတ်ဖို့ရှိပါတယ်ဒါကြောင့်မို့ကြွရောက်ပြီးတဲ့ဆရာမကြီးတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဆရာမကြီးတွေတောင်းမှပဲအာဒီလိုပိတ်ရမှာအခုတကအချိန်ပေးပြီးတက်ရောက်ပြီးတဲ့အတွက်ကြောင့်ကိုကိုရိတ်ကပဲဒါတော့ကိုရိတ်ဆရာမကြီးတွေအတွက်တော့ဘာမှမဟုတ်ပါဘူး အဲ့တော့အခုလည်းဟိုတော်တော်များများ thesis တွေကိုစတင်ပြီးတော့မှ title defense တွေပြီးနေပါပြီ။ဒါကြောင့်ဘုလို့မပြီးသေးတဲ့သူတွေလည်းအဓိကတော့ title defense ပြီးအောင်ပြီးတော့သတ်မှတ်ထားတဲ့အကြောင်းအသတ်မှတ်ထားတဲ့၆ပါအတွင်းပေါ့နော်။စာဟုတ်ထွက်ပြီးတော့မှအနောက်ကနေပြီး live လုပ်ရတာမျိုးမရှိအောင်လည်းလုပ်ပေးကြပါလို့နော်။ဒါပေမဲ့ပြည့်ပြည့် course completion မှာတော့အာဒီ channel တွေလည်းတော့ဟိုပေါ့နော်ဟို maximum တော့မဟုတ်ပေမဲ့လည်းအာ တိုင်းတာတစ်ခုထိအကုန်လုံးကတက်တက်ကြွကြွနဲ့အတန်းနေပြတ်ပြီးတော့စာရင်းလုပ်ပြီးတော့ဘောနော်စူးစမ်းခဲ့တဲ့အတွက်ကြောင့်မလို့ရှေလို့ရပဲကျေးဇူးတင်ပါတယ်။အကြောင်းမလို့ဒီချိန်ကြီးညပြောသွားသလိုပဲအမစီရဆောင်ရဲ့ဘယ်လိုကိုစောင့်ကြည့်ပြကြပါလို့ဒီချိန်ကတော့ပြောကြားချင်ပါတယ်။ကျေးဇူးပါဒီရလာတဲ့ဆရာမမဒါဒါဘောမောခဆရာမိုက်နဲ့ဘောကဒုတိယဘောမောခဆရာများဘောမောခများအားလုံးကိုကျေးဇူးတင်ပါတယ်အကြောင်းကြောင့်ဆရာများအားလုံးပြောစရာစကားတွေကတော့အများကြီးရှိတယ် ဒါပေမဲ့မပြောတော့ဘူးမှားတင်တာလေးပဲမှားလိုက်ပါမယ်။ဘာမှမှားလဲဆိုတော့ဒီသစ္စကြီးကိုပေါ့အာအောင်မြင်နေတဲ့စိတ်ချမ်းသာကိုကျမ်းမှာပြီးတော့တကယ်ကိုအားထုတ်ပြီးတော့လုပ်ကြပါလို့ပဲမှားတင်ပါလိမ့်။ကျေးဇူးတင်ပါလိမ့်။အမစီအစာရဲ့ course completion တင်တော့ကိုကြော်ရပြီးပါတော့ဘုံကကျုပ်ချင်းတကွာတရားဘုံကကျုပ်များအမတလေးဝေးတင်ပါလေကြော်ရပြီးပါတော့အချိန်ပြီးတော့ ဒီ MSI SI ရဲ့ course ခုမှာတော့သင်ကြားပေးရခဲ့ပါတယ်။သင်ကြားပေးရခဲ့တဲ့အချိန်မှာလည်းပဲကျွန်မစိတ်ချမ်းသာခဲ့ရပါတယ်။ကျူတိုစာနဲ့ပေချာလေးပြင်ဆင်ဖို့လေးတွေလုပ်တဲ့ assignment တွေနဲ့အချိန်မီလုပ်တာလည်းတွေ့ရပါတယ်။အခုဒီနေ့မှကြားချင်တာကတော့လောလောလတ်တွေ့နေရတဲ့ thesis ကိုပေါပေါင်းများများနဲ့ဒီချိန်ကြီးဆုံးမခဲ့တဲ့ဖြစ်များအောင်လေးပဲလုပ်ပေးပါလို့ဟို request လုပ်ချင်ပါတယ်။ဘယ်လောက်ပါလဲရှင်။ဒါကဘယ်လိုကြိုက်တယ်ပါလဲ။ တွေ့ရမှာတွေ့ရတဲ့အချိန်ဒီမှာလည်းလည်းမှားတင်တာပေါ့နော်အဲပထမတစ်ခုကတော့ထိုက်တဲ့နဲ့ရင်းနှီးမှုတော့ရှိရမှာဘာပဲလုပ်လို့ပေါ့နော်အဲဒီကိစ္စကလည်းဆုံးပြရတယ်ထိုက်တဲ့နဲ့ရင်းနှီးမှုဆိုတာကအချိန်ပေါ့နော်များသောအားဖြင့်အလုပ်ကိုစီနဲ့ရှိကြတဲ့လူတွေဆိုတော့အချိန်ပေးတာနည်းပါတယ်ထိုက်တဲ့နဲ့အချိန်ကြီးလည်းပေးပါဘာဒီတစ်စစ် ီ brand တစ်ခုတည်ဆောက်တဲ့အခါမှာကျွန်တော်တို့တစ်ဖက်တည်းလည်းမရဘူးเนาะ service provider ရှိတဲ့လူခံယူတဲ့သူပါလည်းရှိတယ်တော့အပြန်နဲ့အခုပူပေါင်းတော့ပါဒီ brand တစ်ခုကကောင်းမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်က blue ပဲနောက်ကလည်း concept blue ပဲပေါ့ပေါ့ကိုယ်တိုင်ကသူသာဖို့အချိန်ပေးမှုအဲ့ဒီဟာလေးလိုပါတယ်အဲ့ဒီကလေးကို outside ပြီးတော့တောင်းရပေးပါဘူး ောက်တစ်ခုကတော့ဒီသစ်စစ်လေးပြီးမြောက်အောင်အာအားလုံးပဲအားဖြည့်ပြီးတော့ပန်ဒီ time management เนาะအားလုံးစစ်စစ်ပြီးတော့မှဒီ brand တစ်ခုကိုအောင်မြင်အောင်စောင့်နိုင်ဖို့အတွက်ပါဝင်ပြီးတော့ဒီလိုပေါင်းစူးစမ်းကြပါလို့မှာကြားလို့ပါတယ်ဟုတ်ပါပြီပထမတစ်ခါ business plan လုံးဝတော့လုံးဝပျော်ပျော်ရွှင်ရွှင်ပဲမလုပ်ခဲ့ကြလဲဆိုတော့ပြီးခဲ့ကြတယ်လုံးဝစိတ်လည်း ့ကိုပူရဲ့ဒီတော့ဘယ်လိုရမှာမဖြစ်ဘူးဘယ်လိုရမှာမဖြစ်ဘူးအကြီးကျယ်မဖြစ်ခဲ့ရဲစိတ်လည်းပူရလည်းစိတ်ပူရဲ့ဆိုခဲ့ရလည်းစုလည်းအစုခံခဲ့ရအကုန်လုံးရဲ့ဥတီချက်ဘာပြောမလဲဆိုတော့ဒါပဲအဲ့ဒါကြတော့ research methodology ယူခဲ့တာငါတို့မှမဖြစ်နဲ့လို့မှအကြီးကျယ်မလုပ်ခဲ့ရဲပြောခဲ့ရဆိုတော့အရန်စိတ်ပူပါတယ်အကုန်လုံးကဒီမှာအဆုံးသတ်ပါတယ်ဒါကြီးကို ခဏအချေလို့ပြောပါသလိုပဲအားလုံးချေကြည့်လဲအချေမလဲပြောပါတယ်ပွဲမှာအကုန်လုံးတယောက်မှာမကြံခဲ့ဈေးချမှာဘူးကိုယ်လည်းနှစ်ယောက်ကြံနေသေးတယ်ဆိုတော့တော့အဲ့တော့အကုန်လုံးပဲအားလုံးပဲအတူတူကပြီးအောင်အားဆိုင်ပြီးတော့မလုပ်ကြရအောင်လို့ပဲပြောကြရင်လည်းအကုန်လုံးဒီပွဲလေးကိုစီစဉ်ပေးရတယ်ယေရှုတင်ပါလေအားပါပဲเนาะ Thank you. And then we always have Yeah.